ဘဝဆိုတာတဲ့ရွေးချယ်မှုတစ်ခုပဲဘဝဆိုတာဗာလဲရွေးချယ်မှုတစ်ခုပဲငါရေခဲမှုရောင်းမလို့ရွေးချယ်လိုက်တော့ငါရေခဲမှုရောင်းနေရတာပေါ့အရင်ကကြောက်လောက်ငါမလုပ်ခင် အလုတ်ကျန်းနေလောရတာတော်တော်လေးကိုပင်ပန်းတယ်ရေးတန်ရောင်းရတယ်ပင်ပန်းတယ်ရေခဲမှုရောင်းရတယ်ပင်ပန်းတယ်လက်ဖဲဆိုင်မှာလည်းအလုတ်လုပ်ခဲ့တာငငယ်ရပါလေနော် အရင်ပင်ပန်းတယ်အဲ့တော့အဲ့ဒါလေးမှာကျွန်တော်အင်္ဂလိပ်စကားလုံးလေးတစ်လုံးကျွန်တော်တွေ့တယ် life is a choice life is a choice ဘဝဆိုတာတဲ့ရွေးချယ်မှုတစ်ခုပဲဘဝဆိုတာဗာလဲရွေးချယ်မှုတစ်ခုပဲငါရေခဲမှုရောင်းမလို့ရွေးချယ်လိုက်တော့ငါရေခဲမှုရောင်းနေရတာပေါ့ပြင်မလဲကလိုင်းကလိုင်းနဲ့ကလိုင်းကြီးခောက်ပြောမှာဟုတ်လားရေတန့်ရောင်းမယ်လို့ရွေးချယ်လိုက်တော့ငါဘဝကဘာလို့ရလဲရေတန့်ရောင်းရတယ်ဘဝဆိုတာရွေးချယ်မှုအဲ့တော့အဲ့ဒါအဲ့ဒီလုပ်တွေငါမရွေးချယ်တော့ ကြောက်ပွဲစားလုပ်မယ်ဟမ်ဟုတ်တယ်မလားကြောက်ပွဲစားလုပ်မယ်အစပိုင်းမှာတော့ဘယ်သူမှဘာမှမတက်ဘူးဥပမာထားပါတော့ရေခဲမှုရောင်းတော့လည်းအစပိုင်းမှာရောင်းတက်လားမရောင်းတက်ဘူးနောက်ပိုင်းကျတော့ရောင်းတာကျွမ်းတယ်ရေခဲမှုလည်းလုတ်တက်သွားတယ်ရေတန့်ရောင်းတယ်အစပိုင်းကပြင်မဲ့နေရောင်းတက်လားမရောင်းတက်ဘူးနောက်ပိုင်းကျတော့ဖောက်သေးရှာတက်သွားတယ်ရေတန့်မှုထန်းတာလောက်ကတော့အေးစီစီပဲဟုတ်တယ်မလားအဲ့တော့ဘာဖြစ်ဖြစ်အစာဝင်းမှာတော့ဘယ်လိုပဲဖြစ်ဖြစ်ခက်တယ်။ကြောက်လုပ်ငန်းလည်းအစာဝင်းမှာမခက်ဘူးလား။ခက်တာပေါ့။ဒါပေမဲ့လုံရင်းလုံရင်းနဲ့တော့တက်မလားမတက်ဘူးလား။တက်မှာပဲ။ဟုတ်တယ်မို့လား။